ကိုကိုကိုချစ်တက်ပြီးတော့ကိုကိုကိုစိတ်ချမ်းသာအောင် နေတက်သွားတဲ့သူဟာသူများကကိုကိုစိတ်ချမ်းသာအောင်လုပ်ပေးဖို့မျှော်လင့်ချက်မရှိတော့ဘူးမထားတော့ဘူးလုပ်ပေးခြင်းလုပ်ပေးမလုပ်ပေးခြင်းလည်းအနေကိစ္စမရှိဘူးသူတို့လုပ်ပေးမှငါစိတ်ချမ်းသာမယ်ဆိုတဲ့အဲ့လိုသဘောထားမျိုးသူ့မှာလုံးဝမရှိတော့ဘူးနော်ပြီးတော့ကိုကိုကိုတကယ်ချစ်တက်သွားရင် သူတပားကိုကိုချစ်ဖို့တိတ်မမျှော်လင့်တော့ဘူးမလိုချင်တာကိုပြောတာမဟုတ်ဘူးနော်တိတ်မမျှော်လင့်တော့ဘူး များသောအားဖြင့်လူတွေဟာ ကိုက သူတပားကိုချစ်ဖို့ထက်သူတပားချစ်တာကို ခံဖို့ကပိုပြီးတော့သူတို့မှအရေးကြီးတယ်။ဒါကိုသူတို့ကပိုပြီးလိုချင်နေတာနော်။ချစ်ဖို့ထက်အချစ်ခံရဖို့ကို ပိုပြီးတော့ကြိုးစားကြတာ။အဲ့လို အချစ်ခံရဖို့ကြိုးစားလေလေ။အချစ်မခံရလေပဲနော်။နောက်တစ်ခုက ကိုကိုကိုမချစ်တဲ့သူဟာ သူတပားကိုမချစ်နိုင်ဘူး။ အင်မတန်စဉ်းစားဖို့ကောင်းတာနော်ကိုကိုကိုချစ်ရဲ့လာလို့မေးလိုက်ရင်အလွယ်တကူတော့ပြန်ဖြေလိုက်မှာပဲကိုကိုကိုချစ်တယ်ကိုကိုကိုချစ်တယ်ဆိုရင်ကိုရဲ့စိတ်တက်နဲ့အတိမြန်အေးချမ်းမှုတည်ငြိမ်မှုလေးနက်မှုမြင့်မြတ်မှုရှိအောင်လုပ်နေသလားလုပ်နေရဆိုရင်တော့ဟုတ်တယ်ကိုကိုကိုချစ်တာပါမလုပ်ဘူးဆိုရင်တော့ကိုကိုကိုချစ်တာမဟုတ်ဘူးအဲ့ဒါအာယုံ၅ပါးကိုတွေ့တာမှတ်မောပြီးတော့အဲ့ဒီအာယုံ၅ပါးခံစားဖို့အရေးလောက်တာနော် အခြေခံရဖို့ကတင့်ရဲ့အဓိကဥတီဂျပန်နိုင်ဖြစ်နေမယ်ဆိုရင်တင်မအောင်မြင်နိုင်ဘူးရှုံးမှာပဲအခြေခံဖို့အတွက်တေချာတဲ့တခုလေးတော့ဤကအခြေခံထိုက်တဲ့လူတယောက်ဖြစ်နေဖို့လိုတယ်ဆရာတော်ဦးဇော်ဒီကမဟာမြိုင်တော်ရ